င်းဘီရင်တပားမုံဒမင်းလို့ခေါ်တယ်မြတ်စွာဘုရားလက်ထက်ကပါပဲအဲ့ဒါနာရဒမထေရသူ့ကိုဟောတဲ့တရားလေးကိုအင်္ဂုတ္တပါဠိတော်ပင်စကန်တိပတ်ထဲမှာမှတ်တမ်းတင်ထားတယ်ဖြစ်ရကလေးကဘယ်လိုလဲဆိုတော့အဲ့ဒီမုံဒမင်းရဲ့မိဖုရားဗတ္တာလို့အမည်ရတဲ့မိဖုရားရုပ်တရဆုံးအလွန်ချစ်မြတ်နိုးတဲ့မိဖုရားကြီးဖြစ်တဲ့အတွက်ကြောင့်သူ့ လွန်မင်းကိုပဲစိတ်ဆင်းရတယ်ပေါ့ဘလောက်ထိဆင်းရတုံဆိုလို့ရှိရင်သူအစားအသောက်တွေဖြတ်တယ်တိုင်းရည်ပြည်ကလည်းဘာမှမစီစဉ်တော့နော်ဘလောက်ထိသူကလှုပ်တာတုံဆိုတော့ရွှေတိုင်ဆိုးပြက်ကကိုခေါ်ပြီးတော့ဟိုတန်ခေါင်းကြီးလှုပ်ခိုင်းတယ်အဲ့တဲကိုစီတွေအပြည့်ထည့်ပြီးတော့ဒီသူ့မိဖုရားရဲ့ရုပ်ကလပ်ကိုအဲ့ဒီတည်းထည့်စီတွေထည့်ပြီးတော့အပေါ်ခေါင်းတစ်ခုနဲ့အုပ်ထားဒါဆိုလို့ရှိရင်ငါမိဖုရားကိုငါကြာရာကြည့်လို့ရမယ် အဲ့ဒီနားမှာပဲနေတယ်။တောကပတိတွေကအလွန်ကြီးကြီးမားမားတောက်လောင်တယ်။တသူရဲ့ဒီရွှေတိုင်ဆိုကမိတ်ရွှေကောင်းလို့ပြောရမယ်။ဩငါတို့ရှင်ဘီရင်နော်အကြီးကြီးဒုက္ခရောက်နေတာ။ဒီနိုင်ငံထဲမှာလည်းပညာရှိလို့အမိခန့်တဲ့တမနာပြမနာတွေလည်းအများကြီးရှိတာ။အဲ့တော့ငါဘဇူနဲ့မြန်တွေ့ပေးရမယ်။ဩစဉ်းစားတယ်။အဲ့ဒီမှာရှင်နာရဒဆိုတာယဟန္တာလို့နာမည်ကြီးတယ်။အပညာရှိတယ်လို့လည်းနာမည်ကြီးတယ်။ နော်အသက်ကောင်အဖြစ်လဲကြီးတယ်ဆိုပြီးတော့ငါသူနဲ့တွေ့ပေးမယ်ဆိုပြီးတော့သူ့ရဲ့စီစဉ်မှုကြောင့်လို့ဆိုကြပါစို့အတူချုပ်ပြောရရင်အဲ့ဒီရှင်မင်းကအဲ့ဒီနာရဒမထေမျက်စီကိုတော့ရတယ်။ကိုရောက်တဲ့အခါကျတော့အကျိုးအကြောင်းရှောက်ထား။ရှောက်တဲ့အခါမှာအဲ့ဒီနာရဒမထေကသူ့ကိုဟောတာ။အဲ့ဒီတရားလေးပေါ့နော်။ယစီမှုနဲ့နော်ကျင်ဝတဲ့အခါကလာမျိုးမှာအထူးသဖြင့်နှလုံးသွင်းတဲ့တရားမျိုးပေါ့။အဲ့ဒီမှာသူကဘာဘာဟောတော့ဆိုတော့ဘုံဘုံတို့အနှစ်ချုပ်ကလေးပဲပြောကြည့်မယ်နော်။ လောကမှာတရား၅မျိုးနဲ့ကြုံလာတွေ့လာပြီဆိုရင်ရှောင်လို့မရဘူးဘယ်သူမှလူငင်းချမ်းသာဝင်မရှိဘူးအလုံးဒါဟာတွေ့ကိုတွေ့ရမယ်ကြုံကိုကြုံရမယ်တရားမျိုးဖြစ်တယ်တဲ့အဲ့ဒီတရား၅မျိုးကဘာလဲဆိုတော့စရာရယ်ဖြာရီရယ်မရဏရယ်ခရရယ်နတနရယ်နော်စရာဖြာရီမရဏတော့သိရနော်အိုခြင်းနာခြင်းတေခြင်းဟုတ်လားခရဆိုတာကုန်ခန်းခြင်း အဘုန်းတို့ဒီမှာရှိနေတဲ့အရာတွေဖြစ်နေတဲ့မြင်နေတဲ့အရာတွေဟာကုံသွားတတ်တဲ့အရာတွေကြီးပဲကိုဘုန်းဘုန်းတို့ရဲ့အဖေဘိုးတွေဘွားတွေပဲရောက်သွားကုံသွားပြီမမြင်တော့မမြင်ရတော့ဟုတ်လားရေဦးတွေကရေတွေကိုတောက်လိုက်တယ်ကုံ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 သွားတယ်နောက်ထပ်ထက်ထည့်နေလို့သာရေကအမြဲရှိနေတယ်လို့ထင်နေရတာဟုတ်လူတွေကုံ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 သွားတာမရှိဘူးလားနဲခရဆိုတာကုံနတနာဆိုတာ ပြက်တယ် အကောင်းအတိုင်းအမြဲတမ်းသွားနေတာမဟုတ်ဘူးပျက်စီးကျမကြီးကလည်းပျက်စီးတယ်နုပြိုခြင်းကလည်းပျက်စီးတယ်ရှင်သန်ခြင်းကလည်းပျက်စီးတယ်ပိုင်ဆိုင်မှုကလည်းပျက်စီးတယ်တရား၅မျိုးအိုခြင်းနာခြင်းတေခြင်းကုံခြင်းပျက်ခြင်းဓာရီကျုံလာပြီရှင်ရယ်ဓာရီမကျုံပါစေနဲ့လို့ဘယ်သူမှတောင့်တလို့မရနိုင်ဘူးတဲ့အဲ့ဓာရီကျုံလာတဲ့အချိန်မှာညံမဲ့တဲ့ပုံကိုယ်တွေကအလွန်အမင်းစိုးရိမ်ကြတယ်ပူဆွေးကြတယ်ငိုကြွေးကြတယ် အလိုဆိုရင်ကြီးအဖြစ်သူ့ဘာဖြစ်တုံးတဲ့အစားပြက်လိုက်မယ်တဲ့မစားခြင်းမတောက်ခြင်းဖြစ်လိုက်မယ်တဲ့ဟုတ်တယ်စိတ်ထဲမှာဆိုရင်မူဖြစ်သွားတယ်ဆိုရင်စားရင်တောက်ခြင်းစိတ်ကတခါလည်းဘာဖြစ်သွားတော့ကိုုံသွားကြောက်လွန်အားကြောက်လန့်လွန်အားကြီးရင်လည်းစားခြင်းတောက်ခြင်းစိတ်ပြတ်သွားတာပဲနော်အစားတော့ပြက်လိုက်မယ်တဲ့ပြီးရင်ကိုယ့်ရဲ့ရုပ်ရည်ဟာအယောင်အဝါကျပြီးတော့ကြည့်ရတာလည်းပဲမကောင်းတဲ့အနေအထားရုပ်ရှင်အင်ကမလှမပအနေအထားနွမ်းနေနေတဲ့ပူနေတဲ့ရုပ်ဟာတိတာကြီးပဲ။ ရုပ်ပြက်သွားတယ်နော်အစာပြက်တယ်ပြီးရင်ဘာတော့ရုပ်ပြက်သွားတယ်ပြက်ဒီမှာမထင်မကြီးကပြောထားတာကသူကလက်တွေ့အလွန်ကြာကိုအမုံတဲ့လူတွေဝမ်းသာလိမ့်မယ်တဲ့ကိုပျက်စီးမှုတွေဂျုံလို့တောကပရိဒေဝါတွေနဲ့အပူတွေကြီးဖြစ်နေကိုယ့်မုံတဲ့လူတွေဝမ်းသာမယ်ဒါတည်းမကောက်ကိုယ့်ချစ်တဲ့လူတွေစိတ်ဒုက္ခရောက်လိမ့်မယ်တဲ့ကိုယ့်ချစ်တဲ့လူတွေဝမ်းနေကြလိမ့်မယ်ကိုယ်ကလည်းမုံတဲ့လူတွေကြီးရှိတာမဟုတ်ချစ်တဲ့လူကလည်းရှိသေးတာဟုတ်လား ဒါကြောင့်မလို့ဒီပူလောင်ခြင်းဟာစိုးရိမ်ခြင်းဟာဘာအကျိုးမှမရှိဘူးလူတွေဟာကိုယ့်ကိုယ်ကိုပူလောင်အောင်လုပ်နေတာငင်းအေးအောင်လဲကိုယ့်ကိုယ်ကိုငင်းအေးအောင်လုပ်တာဘယ်လိုမှကိုယ့်ကိုပူအောင်လုပ်လို့မရဘူးဘယ်လိုမှကိုယ့်ကိုငင်းအေးအောင်လုပ်လို့မရဘူးဆိုတာကိုပြောတာအဲ့လိုပြောပြီးတော့မထေမြတ်ကြီးဟာတကယ်လို့ဒီတရား၅မျိုးတွေ့လာလို့စိုးရိမ်မယ်ဆိုရင်မစိုးရိမ်အောင်ကိုယ့်ကိုယ်ကိုဆင်ခြင်ရဘယ်လိုဆင်ခြင်ရမလို့အခုပြောတဲ့အတိုင်းပဲဆင်ခြင်ရမယ်တူပါ ်စိုးရင်ချင်းအဖြစ်အကျိုးမရှိဘူးအစာပြက်လိမ့်မယ်ရုပ်ပြက်လိမ့်မယ်မုံတဲ့လူတွေဝမ်းသာလိမ့်မယ်ချစ်တဲ့သူတွေဝမ်းလဲလိမ့်မယ်နော်ကိုကိုကိုပူလောင်အောင်မလုပ်တဲ့ဘူးကိုကိုကိုငင်းအေးအောင်လုပ်တဲ့နဲ့ပူလောင်ခြင်းကဘာအကျိုးမှမရှိဘူးဟုတ်လားအဲ့ဒါလို့စဉ်းစားဆင်ခြင်လိုက်တဲ့အခါမှာအော်ငါတယောက်တည်းဖြစ်နေတဲ့ကိစ္စတွေမဟုတ်ဘူးဒါတွေကတလောကလုံးဖြစ်နေတဲ့ကိစ္စလောကရဲ့သဘောလောကရဲ့အမှန်ဒါဟာဘယ်သူမှရှောင်လို့မရဘူးလို့ အားလုံးရဲ့အပေါ်မှာလည်းပဲဖြန့်ပြီးတော့အဲ့လိုလေးစဉ်းစားဆင်ခြင်လိုက်မယ်ဆိုရင်လောင်နေတဲ့တောကပိတေဝမိဟာငြိမ့်သွားလိမ့်မယ်။အတရားနာရင်နဲ့ဘုရင်ကြီးကအဲ့ဒါငြိမ့်နေတဲ့မိဟာဟုတ်လား။အဲ့ဒါအဆုံးသက်လေးမှာပြောတာလေးကိုလည်းဘုမောအလွန်သဘောကျတယ်။ဘာပြောလို့ဆိုတော့တစုံတရာပြဿနာတစ်ခုကြုံလာပြီဆိုရင်အစင်မပြေမှုဒုက္ခပေါ့။ဘာလို့မဆိုလို့ဘလို့ဒုက္ခမျိုးပဲဖြစ်ဖြစ်ကြုံလာပြီဆိုလို့ရှိရင်ကိုယ်အစွမ်းရှိသလား ဒါကိုပြည်လေအောင်ကျွမ်းအားထုတ်ရမယ်။နောက်ဂါထာမန္တန်ရွတ်လို့ပြောင်းမယ်ဆိုရင်လည်းဂါထာမန္တန်ရွတ်လက်ပေးလို့ပြောင်းမယ်ဆိုရင်လည်းလက်ပေးဟုတ်လား။ဟာချစ်ဘွယ်ခင်ဘွယ်ပြောစိတ်သက်ညှိနှိုင်းလို့ပြောင်းမယ်ဆိုရင်စိတ်သက်ညှိနှိုင်းအကုန်လုံးဖြည့်ရှင်း။ဒါဘာကြောင့်ဖြည့်လဲ။ဒီဟာမဖြည့်အောင်ဘယ်လိုလုပ်ရမလဲအကြောင်းကိုမြင်အောင် ကြည့်ရှာပညာရှိတွေနဲ့တိုင်ပင်ဆွေးနွေးသင်ရင်ဆွေးနွေးရတဲ့အဖြေကိုလက်တွေ့လုပ်ပြီးတော့ဆိုလိုတာနီးမျိုးစုံနဲ့ဒါကိုပြည့်လေသွားအောင်ဒီဒုက္ခကို ကြည်ရနဲ့တေသေးရနဲ့ဖြောက်သွားအောင်ဒီမျိုးစုံနဲ့ဘာလို့မလို့စူးစမ်းရမယ်လက်မလျှော့အောင်အင်းနောက်ဆက်ပြောတာလေးကပိုးစဉ်းစားတဲ့အကောင်အဲ့လိုဒီမျိုးစုံနဲ့အစွမ်းရှိသလောက်တတ္တိကုံထုတ်ပြီးတော့ကြိုးပမ်းအားထုတ်တော့လည်းပဲတစ်ခါတလေမှဒုက္ခကမငြိမ်ဘူးဘလောက်လှုပ်လှုပ်မှဒုက္ခကမငြိမ်ဘူးဖြစ်စရာအကြောင်းရှိတော့ဖြစ်နေပြီဆိုရပါစို့ယောဂါတွေဖြစ်လာတယ်တကြွနဲ့ဆရာဝန်တွေနဲ့ပတ်စံနဲ့အကုန်ကုန်ခံပြီးတော့အကုန်ကိုစွမ်းညံစွမ်းရှိသလောက်ကင်ကုတော့ကုတာပဲဒါပေမဲ့ကုတဲ့ကြားထဲကပဲတချို့ပျောက်လာ ပြောက်မပြောက်လို့တည်သွားကြတာပေါ့ဟုတ်လားအဲ့လိုမျိုးနှီးမျိုးစုံနဲ့ကြိုးပမ်းအားထုတ်တယ်မရဘူးဒီဒုက္ခက ဖြစ်နေပြီဆိုရင်ဘယ်လိုလုပ်မလို့ဩငါဘဝရာကြောင်ကံတရားတွေကိုပြုတ်ခဲ့လို့ဘဝရလာပြီရလာရင်ဒီဘဝမှာမဖြစ်เสียအကြောင်းရှိရင်ဘာမှတားမရဘူးဖြစ်တာဟုတ်လားအဲ့ဒီဖြစ်လာတာကိုငါတတ်နိုင်တယ်မြနှီးမျိုးစုံနဲ့မဖြစ်အောင်ငါလုပ်ပြီးပြီအခုမရဘူး မရဘူးဆိုလို့ရှိရင်အော်လူရလို့ဖြစ်လာရင်လူဒုက္ခဆိုတာခံရဟုတ်လားတကယ်တမ်းကဘုန်းတို့ခန္ဓာမှာဖြစ်နေတဲ့ဒုက္ခတွေဟာဒီခန္ဓာကြီးဖြစ်နေလို့ကိုကြုံနေရတာအဲ့လိုကြုံရပြီဆိုလို့ရှိရင်အော်ဖြစ်စရာအကြောင်းရှိလို့ဖြစ်လာပြီဆိုပြီးတော့ကိုပြုတ်ခဲ့တဲ့ကံတွေကိုစဉ်းစားပြီးတော့ဘာလို့အမလို့ဆိုတော့ဒီခံရမေးတဲ့ဒါအကောင်းဆုံးနည်းကို ပြောရနော်နည်းမျိုးစုံနဲ့စူးစမ်းမရဘူးဆိုရင်မှန်မှန်ကန်ကန်စဉ်းစားပြီးတော့ဒါကိုဒီခံရ ဒီမခံမဲ့တဲ့ဒေါသတွေနဲ့မကျင်တဲ့ချက်တွေနဲ့တုံ့ပြန်နေမယ်ဆိုရင်လည်းအကျိုးရလကပိုးတောင်ဆိုးသွားနိုင်တယ်။ဟုတ်ရဲ့လား။အဲ့ဒါလေးကိုဘုံဘုံကသဘောကျတာ။အဲ့လိုမျိုးနော်စရာပြာတိမရဏခယနတနာ။ဥယင်းနာခြင်း၊တေခြင်း၊ကုံခြင်း၊ပြက်ခြင်းဒီတရား၅မျိုးနဲ့ပတ်သက်လို့စိုးရိမ်မယ်ဆိုရင်မစိုးရိမ်အောင်ဒါငါတယောက်တည်းဖြစ်နေတဲ့ကိစ္စမျိုးအလုံးဖြစ်နေတဲ့ကိစ္စနော်စိုးရိမ်ခြင်းအဖြစ်အစာပြက်မယ်၊ရုပ်ပြက်မယ်၊ရန်သူဝမ်းသာမယ်၊ချစ်သူဝမ်းနေမယ် ဘာအကျိုးမှမရှိဘူးလို့စဉ်းစားပြီးတော့ကိုယ့်ကိုယ်ကိုငြိမ်းအေးအောင်နေနိုင်ရမေးလို့အဲ့လိုမျိုးဟောတဲ့အခါကျတော့တော့ကအကုန်ပြောက်ပြောက်တော့ရှင်ဘုရားတဲ့ဒါကိုဘာတရားလို့ခေါ်ပါသလဲပေါ့အင်းဒီဥစ္စာကိုတော့ကညောင်းကိုနှုတ်တဲ့တရားလို့ခေါ်တယ်ဟုတ်ပါတယ်ဗျာတပည့်ရဲ့နော်စိတ်နှလုံးကစူးနေတဲ့တော့ကညောင်းဟာတကယ်ကိုပဲထွက်သွားပြီပေါ့အဲ့ဒါနဲ့တခါတည်းအမိန်ပေးတယ်တဲ့ရွှေတိုင်းစိုးကိုကိုင်းဗဒရရဲ့အလောင်းကိုအကုန်လုံးတခါတည်းထုတ်ပြီးတော့မိသားရှို့လိုက်ကြတော့ ာဒီနေ့ကစပြီးတော့ပွဲတော်လဲတဲမယ်ဟုတ်လားအရင်ပြည်ကလည်းစီစဉ်မယ်ဆိုပြီးတော့ချမ်းချမ်းသာသာဖြစ်သွားတယ်ဆိုပြီးတော့အဲ့ဒါမှတ်တမ်းတင်